ထူးမြောင်တဲ့မွေထိုင်းဆရာကြီးတန်တော်ရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပြီဗျဒီပွဲမှာအလုံးကဒါကျွန်တော်တို့ထိုးမြောင်ကရှုံးမယ်လို့ပြောထားကြပါမယ်လေသူ့ရဲ့ကိုဖြစ်တဲ့ထွန်းထွန်းမင်းကိုရင်ကအာမခံထားဖြစ်တဲ့ထုံးမင်းအောင်ဟာခုခုထူချာရလုတ်ပြလိမ့်မယ်လို့ဆိုထားတာဖြစ်ပါတယ်ဗျသူကိုယ်တိုင်ကယုံကြည်ထားတယ်ဘာကြောင့်လဲဆိုတော့သူ့ညီကိုဒီပွဲမှာတခြားပွဲနဲ့မတူအောင်ထူးထူးချာချာကိုလေ့ကျင့်ပြင်ဆင်ပေးထားတာဖြစ်တယ်ဗျ ိုးမင်းအောင်ကိုရိုင်းကလည်းပြောထားတယ်ပြည်သက်တွေလုံးဝချင်းမမထားရီရလမျိုးဖြစ်အောင်ကျွန်တော်ဒီညဆွမ်းဆောင်ပြမယ်လို့အသည့်လင်းကိုကြီးညာထားရပေဖြစ်ပါတယ်နော်ဆိုတော့ဒီကနေ့ပွဲမထိုးခင်တော့ကျွန်တော်နိုင်ပိုင်းလူလေးမှာကျွန်တော်ထုံးမင်းအောင်ကဘာပြောလာလဲဆိုရင်တန်တုံကအတွေ့အကြုံအများကြီးတူပါတယ် ပါဝါ GB ဘယ်လက်ဘယ်ခြေတောက်တွေကတော်တော်လေးဟိုအန္တရာယ်များတဲ့ကစားသမားဖြစ်တယ်။ဒါကြောင့်ဒီပွဲမှာကွက်ကွက်ကိုကာကွယ်ဖို့နဲ့ရှောင်းတိမ်းပြီးကစားဖို့အာရုံစိုက်ထားပါရတဲ့။အစိုးပိုင်းအခြေရေမှာအသင်းကြီးလိုက်မကစားပါဘူးတဲ့။ဂိမ်းပလန်အတိုင်းပဲစနစ်တကျကစားမှာပါတဲ့။နောက်အခြေရေမှာကြဘေးနားမှာလိုက်ပါလာတဲ့။နီးပြဆရာကြီးပြောတဲ့အတိုင်းပြောင်းလေးကစားမယ်တဲ့။အဲ့ဒီချိန်မှာတိုက်စစ်ကစားခိုင်းရင်လည်းမကြောက်မရွံ့ပဲဖွင့်ကစားသွားဖို့ရှိတယ်ဆိုပြီးတော့ထုံးမင်းအောင်ကပြောသွားခဲ့တာပဲဖြစ်ပါတယ် ဆိုတော့ဒီညနေမှာပြိတ္တတွေကတော့ကျွန်တော်ထုံးမြောင်ကအောက်ခြေပေါက်တယ်ဗျာပေါက်ပါစေနော်ထုံးမြောင်အကောင်းဆုံးလုပ်ပြမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်မထင်ထားတာတွေလုပ်ပြပါလိမ့်မယ်နော်ရှုံးသွားရဆိုရင်တော့အဆူဆုံးရက်လက်အနေနဲ့ရှုံးသွားဖို့တော့မဖြစ်နိုင်ဘူးလို့ကျွန်တော်အနေနဲ့ပြောပြစီဗျာ